ေါ်လာတာပေါ့နော်အဓိကတော့ဘယ်ပေါ်မှာအခြေခံနေတာလဲဆိုတော့အကြောင်းနဲ့အကျိုးအဲ့ဒီအကြောင်းနဲ့အကျိုးကလည်းကျွန်တော်ပြောပြမယ်ကျွန်တော်ဒါလေးကိုတအားပြောရတယ်ပြောကြည့်တယ်ဆိုတာတန်ဖိုးတန်တာကြီးတယ်ကျွန်တော်ဘဝမှာဒီအကြောင်းနဲ့အကျိုးလေးอ่ะအဲ့တော့အနတ္တဟိုကြားရင်ကျွန်တော်တို့အများအပြင်ဘာသာရေးသိတာလည်းပြောဘယ်လိုရောက်ရောက်သွားလဲဆိုတော့အနတ္တလက္ခဏာတုတ်ကိုရောက်ရောက်သွားတာအဲ့တော့အနတ္တလို့ကြားလိုက်တာနဲ့အနတ္တလက္ခဏာတုတ်အဲဒါကိုရောက် ရောက်တော့ရင်မပြောလေဆိုတော့ကျွန်တော်ကအနတ္တတွေပြောတယ်ပေါ့နော်အဲဒီမှာမြတ်စွာဘုရားအနတ္တလက္ခဏာသုံးခေါ်တဲ့အခါမှာအိဋ္ဌာနဲ့ဒုက္ခကိုအရင်ဟောပြီးမှအနတ္တကိုခေါ်ပြောတယ်အဲကျွန်တော်ကအနတ္တကိုလက်ခံပြောတော့ကျိုးကအဲ့လိုလေးမြင်ရတယ်ပေါ့နော်ဒီတုတ်တန်ကိုထောက်ပြီးတော့အဲဒီမှာကျွန်တော်ကဘာလို့သဘောကျရလဲဆိုတော့အနတ္တလက္ခဏာသုံးတဲ့အတိုင်းရှင်သာရိပုတ္တရာကုတော်မြတ်ကြီးသောတာပန်ဖြစ်တဲ့ပေါ့နော်အရှင်အသက်စီခေါ်ခဲ့တဲ့ယေရမဟိတုပ္ပဘောဝတိတန်ဟိလိုတတ်တယ်ဆိုတော့အဲအကြောင်းကျိုးတည်းရေပေါ့ အဲကျွန်တော်ကနိုင်ငံကိုတိုက်ရိုက်ခေါ်တယ်အဲပြောချင်တာအဲ့ဟာနဲ့ပဲရှင်းတိုင်းပုဒ်ရာကိုတော်မြေတော်တယ်မှန်ဖြစ်ခဲ့တာအဒီရေဓမာကဒါဝိကျွန်တော်ကတားခဲ့တယ်အဲ့တော့အကြောင်းကျိုးနဲ့တော်တယ်မှန်ဖြစ်သွားတယ်လေအဲ့မှာအကြောင်းကျိုးပဲပါဖြစ်သမျှတရားတိုင်းမှာကြောင်းရင်းနဲ့ရှိတယ်ဆိုတဲ့ဒီကတစ်ခုနဲ့ဟိုတော်တယ်မှန်ဖြစ်တယ်အဲ့ဒီတန်ဖိုးဘလောက်ကြီးလဲဆိုတာကျွန်တော်ပြောပြတယ်ဒါတော့တန်ဖိုးကြီးကြောင်းကိုအဲဒီလိုပြောရတယ် ရှင်သာရိပုတ္တရာကုရောမြတ်ကြီးကအဲ့ဟာအဲ့တရားလေးယေရမန်တရားနာပြီးရှင်အတ္တဇိယနာတော့တော့မဖြစ်တော့ဖြစ်သွားပြီးတော့သူကလည်းအဲ့ဒီခါသာပဲပြန်ဟောတာပါရှင်မောက်ကန်ကုရောမြတ်ကြီးတောင်းရတယ်တော့တော့ပြည့်သွားတာပဲဒီဒီဒါထာလေးနဲ့နော်သူဖိတ်လည်းဖြစ်ကြတယ်ဟဲ့တော့စေနာရီပုဒ်ရာကုရမကြီးကမြတ်စွာဘုရားနဲ့တွေ့ရတာဟာ14ရက်အတူတူပေါ့နော်ရဟန္တာဖြစ်တာ ်ဒါနဲ့ဖြစ်သွားတော့တော့ဒက်ဆောင်ပြောင်းပါချက်လေရှင်အသက်တစ်ဘက်ကိုကောင်းကြည့်ပြရတယ်အကျွန်တော်ဘုရားပါရှင်တော့ရတယ်ရတယ်သိတယ်လို့နားမလဲနားမလဲဆိုတာဒီအကြောင်းကျိုးရဲ့တန်ဖိုးတူကိုကျွန်တော်မခံစားဘူးသိတယ်မခံစားတော့ပါဩဒါပါပဲဒါဟိုစိတ်ထဲမှာတိုင်းနေဟိုဘာမှမခံစားတော့ဘူးဒါပေမဲ့ knowledge တစ်ခုနေတယ်ပဲနားလည်လိုက်တာပေါ့နောက်တစ်ခါတကယ်သိတော့တာ ဒီတော့ပြန်စဉ်းစားကြည့်ရအောင်။အကြောင်းအကြောင်းကြောင့်ပေါ့နော်။ဟုတ်။ရက်စွာပြန်တဲ့ရှင်အတ္တဒီပဲပဲသူပြေကောင်းပြုခဲ့မလဲမင်းတို့ကျွန်တော်ခရီးဘက်ကောင်းပြုနေပြောမှာပဲ။ကျွန်တော်တို့ကပုံကူပဲကြည့်တာပေါ့ကျွန်တော်ပုံကူပဲမြင်တာ။ဒီအကြောင်းကျိုးဆိုရဲဟာလေးကဘောက်ပြန်မှုကြီးတယ်လို့ကျွန်တော်အဲ့ပေါ်မှာကျွန်တော်အပီစိတ်ကလုံးတိုင်ပြောနေတာ။တန်ဖို့မမြင်ဘူး။ဓမ္မတန်ဖို့ကျွန်တော်တို့မမြင်ဘူး။ရှင်သာရိပုတ္တရာကိုရောမြတ်ကျတော့ပညာဤတဲ့ပညာမှာအသာဆုံးအမြတ်ဆုံးမြတ်စွာဘုရားပြင်းတော့ ဒီအကြောင်းကျိုးရဲ့တန်ဖိုးဘာလို့ကြီးလဲဆိုတာသိပါသူသိတဲ့ဒီဓမ္မကိုကျွန်တော်အခုမှသဘောပေါက်တာနောင်လာနောက်သားတွေကိုပြရင်ဒါဒီတန်ဖိုးဘာလို့ကြီးလဲဆိုတော့သူရှင်းပြန်ရှင်းတဲ့ဆိုင်ရင်ပြင်အသက်စိတ်ကိုကောင်းပြီးနေရတာပုံကိုကြောင့်မဟုတ်ဘူးဒီဓမ္မကိုသူစသိခွင့်ရတဲ့အတွက်ဒီဓမ္မကိုကျေးဇူးတင်တဲ့အတွက်ကောင်းပြီးနေတာပြောကြည့်လားဒီခေတ်လိုပဲပါဖောင်းမယ်ဆိုတော့ပြခဲ့ကံလဲကောင်းပါစေ၊ဉာဏ်လဲကောင်းပါစေ။